ဖုန်းထဲကနေတရားတစ်ပုဒ်နားရဲဆိုရင်အတန်တွေကြာကြာပြီးပြီးပြီးသွားတယ်တဲ့ကိုကဒါကိုပြီးဆုံးပြောက်ပြတ်သွားတယ်လို့ဆိုပါစို့နောက်တစ်ခေါက်ထပ်ဖွင့်ရင်လည်းဒီအတန်ပဲလीတဲ့ဆက်ထဲမှာအတန်ဆွမ်းရင်ဖြစ်ပေါ်စေနိုင်တဲ့သတ္တတိကိန်းအောင်နေအောင်လုပ်ဖုန်းထဲကနေတရားတစ်ပုဒ်နားရဲဆိုရင်အတန်တွေကြာကြာပြီးပြီးပြီးသွားတယ်တဲ့ ကိုကဒါကိုပြီးဆုံးဖြောက်ပြက်သွားတယ်လို့ဆိုပါစို့နောက်တစ်ခေါက်ထပ်ဖွင့်ရင်လည်းဒီအတန်ပဲလေတဲ့ဆက်ထဲမှာအတန်ဆွမ်းရင်ဖြစ်ပေါ်စေနိုင်တဲ့သတ္တတိကိန်းအောင်နေအောင်လုပ်ထားတာတော့ထက်တလေးလေးဖွင့်ထားထောင်လို့ရပါတယ်တဲ့ဒီထက်တလေးလေးထွက်လာတဲ့ပုံစံတူအတန်တွေကအတန်သစ်အစ်စ်တွေလားဆရာလက်ရှိကြားလိုက်ရတဲ့အတန်အမှန်ပျောက်ကွယ်သွားတယ်ဆိုတာကရှင်းပါတယ်ဆရာအနုတရလိုငုံရှိုးနေပြီဖြစ်လို့ရပြီဆိုတာနဲ့အစ်စ်အစ်စ်ကိလေသာစိတ်ဖြစ်တယ်လို့မျိုးလဲ စက်သေးကအတန်တွေကိုအစ်စ်တွေပဲထပ်ဖြစ်တယ်လို့မှတ်ယူရမှာလားထက်နားထောင်လက်ခံယူတဲ့နာနစီသောရပတာဒါယုတ်ကမဇယုတ်အဟာရဇယုတ်တွေကအစ်စ်တွေလေစွန့်ရင်တည်မြဲနေရမှာလည်းရှိနေတော့ဆက်ပြတ်သွားရင်တော့ဒီအတန်နဲ့ချိန်နှုံးလိုင်းကိုဖမ်းယူနိုင်တဲ့တခုခုရှိရင်ပြန်ဖမ်းယူလို့ရတယ်လို့ဖတ်ဖူးလို့ပါဆရာအတန်စွန့်ရင်တခုအနေနဲ့ကိန်းနေတာမျိုးဖြစ်ပြီးကိုလက်တလောချလိုက်ရတဲ့အတန်တွေကိုပဲဖြစ်ပေါ်ပြောက်ပြတ်သွားတယ်လို့မှတ်ရင်မှန်ပါသလားခင်ဗျာဟုတ် အတန်နဲ့ပတ်သက်ပြီးမေးတာတယ်မေးကုန်ပါတော့နော်အဲ့တော့အတန်နဲ့ဆက်လင်းပြီးတော့ကပ္ပအတန်စုကြီး၃ခုရှိကြပြဒါလေးအခြေခံပြောမယ်အဲ့ဒါဘာလဲဆိုတော့စိတ်ကြစအတန်စိတ်ကြောက်ဖြစ်သောအတန်တစ်ခုနောက်ပြီးတော့ဥဒ္ဒစအတန်လို့ခေါ်တယ်ဥဒ္ဒုကြောက်ဖြစ်သောအတန်နောက်တစ်ခါ စိတ်ကြစားပြစ်စရာဥဒစားအတန်စိတ်နဲ့ဥရုနှမျိုးရောနေတဲ့အတန်ပေါ့အဲဒီသုံးခုပဲရှိတယ်ကဘာတစ်ခုလုံးမှချိလိုက်အတန်နဲ့ရှုလိုက်အဲ့တော့စိတ်ကြစားအတန်ဆိုတာစိတ်စိတ်ကြစားအတန်ဆိုတာစိတ်ကြောက်ဖြစ်တဲ့အတန်ပေါ့လေစိတ်ကြစားအတန်စိတ်စစ်ဆိုတာဥပမာအခုကျွန်တော်စကားပြောနေတဲ့အတန်အဲ့ဒီတန်ကစိတ်ကြစားအတန်ပြီးရင်တရားဟောမယ်ငိုတန်ရဲတန်ဒါတွေအလုံးကစိတ်ကြောက်ဖြစ်တဲ့အတန်တွေပဲစစ်မိတ်ပေးတန်အောင်းငေါတန်အကုန်လုံးဒါတွေထည့်လိုက်ရင်စိတ်ကြစားအတန်စစ်စစ်တွေပဲ နောက်တစ်ခုကဥဒ္ဒဇအတန်ဥရုကြောင့်ဖြစ်တဲ့အတန်မိုးချင်းတန်တွေတော်လဲတန်တွေလှိုင်းပုတ်တန်တွေဒီလိုဟာတွေပေါ့နော်အဲ့ဒါတွေကဥဒ္ဒဇအတန်တွေဖြစ်တယ်လေတိုက်တဲ့အတန်တွေဥရုကြောင့်ဖြစ်တဲ့ဟာဘယ်သူစီရင်တာမှမဟုတ်နောက်တစ်ခါစိတ်ဒဇဖြစ်စရာဥဒ္ဒဇအတန်ဆိုတာစိတ်နဲ့ဥဒုနဲ့ရောနေတာဥပမာအဖြစ်ပြောရင်ဟိုခရာမှုတ်တဲ့အတန်ခရာသူ့ဟာသူထမမြင်ဘူးလူလုံးမှမြင်တာနော်ဆိုင်းတီးတန်သူ့ဟာသူဆိုင်းရမထမမြင်ဘူးလူကတီးတာလူကတီးဖို့အတွက်စိတ်ကအရင်လုပ်တယ်အဲ့ဒီစိတ်ကြောင့်ဥဒ္ဒဇရုပ်တွေခတ်ပြီးတော့ ဥဒ္ဒဇတန်ထွက်တယ်အဲ့ဒါစိတ္တဇပစ္စည်းကဥဒ္ဒဇတန်နှစ်ခုရောနေတာပေါ့နော်အဲ့တော့စိုင်းတိဇန်တွေတူထုဇန်တွေအကုန်ပါတယ်ကာသန်တွေယဟယထာဇန်တွေပေါ့ဗျာလူမောင်းလို့မိလာတဲ့ဟာတွေအဲ့ဒီဟာအတန်သုံးခုရှိတယ်အဲ့ဒီအတန်၃မျိုးထဲမှာအတန်ဆိုတာတတ္ထယုတ်ဖြစ်တယ်ယုတ်ရဲ့အကြောင်းကကံစိတ်ဥဒ္ဓုအဟာရ၄ပါးရှိတယ်အခုကျွန်တော်ပြောတာစိတ်ကြောက်ဖြစ်တာရဲ့ဥဒ္ဓုကြောက်ဖြစ်တာရဲ့ကံကြောက်အတန်ဖြစ်သလားဆိုမဖြစ်ဘူးအဟာရကြောက်အတန်ဖြစ်လားဆိုမဖြစ်ဘူးမဖြစ်ဘူးဆိုတာသူကနှီးသောအကြောင်းဖြင့်ပြောတာပေါ့ မပတ်သက်ဘူးလို့တော့မပြောဘူးသူတို့ကြောင့်ဖြစ်ရတာမျိုးမဟုတ်ဘူးဒါကတော့ပြိဓမာတည်စနာကတော့ဟိုကျယ်ဝန်းတယ်ဒီမှာပြောချင်တာတော့ဒီအတန်တစ်ခုပါပဲเนาะဒါလေးပဲမှတ်ထားပေါ့စေတဇာတန်နဲ့ဥဒဇာတန်ပေါ့ကောင်းပြီသူမေးတဲ့အထက်မှာသူကဘာပါလဲဆိုတော့ဓာတ္တိကိန်းအောင်အောင်လို့ပြောတယ်မဓာတ္တိမြန်နိယမတို့ပေါ့သူပြောတာရှိတာပေါ့ဗျာเนาะဓာတ္တိကိန်းအောင်အောင်လုပ်နေတယ်နောက်တစ်ခါအနုတရလို့ငုံရှိုးနေတဲ့သဘောလို့ဒီလိုအသုံးနှုံးလေးတွေသုံးထားတယ်အဲ့ဒါလိုမျိုးတွေလားလို့သုံးတယ်မဟုတ်ဘူးအဲ့ဒါအစကားအသုံးနှုံးသုံးလို့ကိုမရဘူး ဘာကြောင့်လဲဆိုတော့အဘိဓမ္မာအမြင်နေနဲ့အဘိဓမ္မာအမြင်နေနဲ့လက်မခံဘူးအဘိဓမ္မာအမြင်မှာသူကနှစ်ခုရှိတယ်အနုသေတိနဲ့ဩပိသတိနှစ်ခုရှိတယ်အနုသေတိဆိုတာကအနုရူပံလျှောက်ပတ်သောကရဏံအကြောင်းကိုလက်ဘိတ်တော်ရသည်ရှိတယ်ဩပိသတိဖြစ်တယ်ပေါ့လျှောက်ပတ်သောအကြောင်းကိုရတဲ့အခါမှာထပြီးဖြစ်တဲ့သဘောတရားတစ်ခုကိုအနုသေတိလို့ခေါ်တယ်အနုသေယလို့ခေါ်လိုက်တော့ပေါ့နော်လျှောက်ပတ်သောအကြောင်းကိုပြောမှာသူမှဥပတ္ထိပြင်မရှိဘူးပြဇာမရှိဘူးအထင်ရှားပြဇာမရှိဘူးအဲ့ဒါကိုအားလုံးနားလည်လွယ်အောင်ကိန်းတယ်လို့ပြောတာ အမေကမရှင်းပြရင်ဒီဂိမ်းနဲ့ဆိုတာသဒ္ဒရဒိဋ္ဌိဖြစ်သွားမယ်မခိုင်မခိုင်မဲပြီးတော့တော့မပြတ်မစည်းနဲ့အဲ့ဒါလိုမျိုးမဟုတ်ဘူးဒီထက်မက နားလဲအောင်ပြောရင်တတ္တိဆိုတာသိရမလားနော်တတ္တိတတ္တိဗျက်တိဆိုတာရှိရနော်တတ္တိဆိုတာဘာလဲဆိုစွန့်ရင်သူကစွန့်ရင်ပဲတတ္တိပဲဘာမှအကောင့်ထဲမပေါ်သေးဘူးဥပ္ပတ္တိပင်ဖြစ်သေးဘူးအဲ့ဒီစွန့်ရင်ကနေပြီးတော့ပြည့်ပြီးတော့အကြောင်းညင်ညွတ်လို့ထားဖြစ်တော့မှအဲ့ဒါကိုဗျက်တိလို့ခေါ်တယ်တတ္တိနဲ့ဗျက်တိကွာအဲ့တော့သူကဒီနေရာမှာ ကိန်းနယ်လို့လူတွေနားလဲအောင်ပဲပြောထားတာပေါ့ဥပ္ပစတိကြတော့ထားဖြစ်ပြီနော်ဥပ္ပစတိဆိုဥပ္ပတိပြင်ထင်ထင်ရှားရှိပြီဖြစ်ပေါ်လာကြလေကုန်ပြီဖြစ်ပေါ်လာကြလေကုန်ပြီဆိုပါဠိမှာရှိအဲ့ဒီနှစ်ခုလုံးဟာဆိုကျင်တာကယုတ်တရားတွေမှာမသုံးအောင်ဉာဏ်တရားတွေမှာပဲသုံးရတယ်ဒီဝါဒနှလုံးအနုသေတိနဲ့အနုသယဆိုတာဒီမကောင်းတဲ့အကုသိုလ်ဘက်မှာသုံးတယ်အနုသယဟုတ်ကဲ့ကဥပ္ပစတိဆိုတော့အကုန်ပါတာပေါ့နော်အကြောင်းတက်ဆိုင်ပြီးဖြစ်ပေါ်လာတဲ့တရားမှန်များဥပ္ပစတိဉာဏ်တရားမှာပဲသုံးရတယ်ယုတ်တရားမှာမသုံးရအောင်အဲ့တော့ဒီနေရာမှာ ထပ်ဖြစ်မယ်ထပ်ဖြစ်ပြီးပြောမယ်ဆိုရင်ရုပ်တရားမှာဘယ်လိုသုံးမလဲဆိုရင်ဒါအရင်ကြီးတယ်ဒါကလုံးတစ်လုံးရှိတယ်အဲ့ဒါကိုမှတ်သားပြီးဖို့ပဲလိုတယ်အဲ့ဒါဘာလဲလို့ဆိုတော့ဓမ္မသင်္ကနီအဖွင့်ပေါ့နော်အထာတာလေးနေထာတာလို့ခေါ်တယ်အဲ့ဒီမှာဘာပြောလဲဆိုတော့ဓာတုပရံပရာယဂန္ဓောဂတ္တံတော်လို့ဒါကလုံးတစ်ခုရှိဓာတုပရံပရာယဂန္ဓောဂန်းငယ်နငယ်အပြအောက်ကတောင်းမှုဝါဆွဲသူကနည်းနည်းတွေ့ရခဲ့တယ်ဂန္ဓောလို့ဖတ်တယ်ပြီးတော့ဂတ္တံတော်ဆိုတာဂန်းငယ်မဟုတ်ဂါကြီးသာသနာ့ကျိတ်နှစ်ခုကိုဆင့်တယ် နော်တပီတော့သူတို့နာငယ်အဖြစ်နဲ့အောက်တောင်းဘူးနဲ့ကတ်တန်တော့မြန်မာလိုပြောရင်တော့သူကဓာတ်အဆက်ဆက်အားဖြင့်မှု၍ဖြစ်၍နေသည်လို့ဒီလိုအဓိပ္ပာယ်ရတယ်။အဲ့တော့ယုတ်တရားတွေမှာလည်းပဲအတန်သူရာယုတ်တရားပဲသူ့ကိုပိတ်လိုက်ရင်သူတိတ်သွားမှာပေါ့နော်စတိုးလုထားမှာပေါ့အဲ့ဒီစတိုးလုတဲ့ဟာတွေကမပြတ်မစည်းပဲနဲ့ရှိနေတာမျိုးမဟုတ်ဘူးဓာတ်အဆက်ဆက်ယုတ်တရားတွေရဲ့ဓာတ်အဆက်ဆက်အားဖြင့်မှုပြီးတော့အဆက်ဆက်ဖြစ်ပြက်နေတယ်အကြောင်းတိုက်ဆိုင်လို့ပြန်ဖွင့်ရင်အတန်မြည်တယ်ပေါ့အဲ့လိုမြည်လာတဲ့ခါမှာအဲ့ဒီအတန်အတန်တက်လာအတန်ဟောင်းလာခုနကဟောတာပိတာတရားပဲလို့ သဘောမျိုးသူမေးကြတာရှိတယ်အမှန်တော့ပြန်ကြားတဲ့အတန်ပြန်ဖွင့်တဲ့အတန်ကိုယ့်အတွက်အတန်တက်ပဲပြစ္ဆုတ်ပန်အတန်ပဲအဲ့ဒါလိုပဲမှန်တယ်နော်ဟိုသူကသူအရင်တစ်ခေါက်နားထောင်ပြီးလို့ဒါအတန်တက်မဟုတ်ဘူးအတန်ဟောင်းလို့ပြောလို့မရအောင်အကြောင်းတိုက်ဆိုင်လို့သူဓာတ်ဆက်ဆက် အပြင်ဖြစ်ဖြစ်မြွေဖြစ်လို့အကြောင်းတိုက်ဆိုင်လို့လူကလည်းဖွင့်လို့ပေါ့အစုံပေါ့ဗျာအတန်တစ်ခုဖြစ်ဖို့အတွက်ကနော်အတန်လွင့်ရုံကလွင့်ရုံနေမရဘူးလေဖန်တတ်တဲ့ဆက်ကလည်းရှိရအောင် သူပြည့်လက်ထားမယ်မြူးလေဒီက switch on လာလေလောက်အောင်မယ်အဲအဲ့ဒါလိုပေါ့အဲ့မှာဆိုရင်အတန်တစ်ခုကြားဖို့ဆိုသောတာပတ္တာအကြည့်ရှိရမယ် တတ္တရုပ်ရှိရမယ်နော်တတ္တယုံဆိုတဲ့အတန်ရှိရမယ်ပြီးရင်အာလောကဆိုတဲ့အပေါကြားဟင်းလင်းရှိရမယ်အလုံးပိတ်ဓာတ်လေကားလို့ဘာမျိုးမမရဘူးအတန်မသွားနိုင်ဘူးနော် space ရှိရမယ်ပြီးတော့မှနော် switch ပေါ့ယောနိသောမနတိကာရပေါ့နှလုံးသွင်းတယ်မနတိကာရရှိမှာအဲ့ဒီလိုအကြောင်းချက်တင်တယ်တခါပြန်ကြားတဲ့ဟာဒီမိမိရဲ့ပစ္စုပန်အတန်ပဲဖြစ်တယ်အဲ့ဒီပစ္စုပန်အတန်ကိုပဲရှုရမလားဆိုရှုလို့ရတယ်အဲ့ဒီအတန်ရဲ့ဘလောက်ပဲရှုရှုဘလောက်ပဲကောင်းကောင်းလောဘမဖြစ်နဲ့ရှုလို့လည်းဒေါသမဖြစ်နဲ့ ူကဒီဘလောက်ဆူညံဆူညံအဲ့ဒီအတန်ရဲ့နောက်ဆုံးစကလုံးရှိမရှိညံနဲ့ကြည့်လိုက်ရင်ပြတ်သွားတာပဲအဲ့ဒါဝိပဿနာပဲเนาะအဲ့ဒါဖြစ်ဖြစ်ပြတ်အပြတ်ကိုတွေ့သွားမှာပဲเนาะအဲ့ဒါလိုပဲနှလုံးသွင်းမှာလို့ဖြေကြပါတယ်